တရုတ်စီကတပတ်ရဲ့တိုက်လေယာဉ်တွေကိုဂျင်းသေးပေါအဝေးယူဖြစ်မယ်ဆိုတာကိုအင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးကအငြင်းဆိုခဲ့ပါတယ်။အင်ဒိုနီးရှားလက်တက်ဟာတရုတ်လက်တက်လက်ရှိအသုံးပြုနေတဲ့ဂျေတန်တိုက်လေယာဉ်52စီးကိုဝယ်ယူမယ်လို့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ပေါ်လာတဲ့နောက်ကာကွယ်ရေးဝန်ကြီးဂျော့ဖရိုင်ဂျန်ဆော့တင်ကအတိအကျမဆုံးဖြတ်ရသေးဘူးလို့ဘလွန်ဘတ်သတင်းဌာနစီအတိပေးကြတာဖြစ်ပါတယ်။ကိစ္စတွေကမပြီးသေးကြောင်းအင်ဒိုနီးရှားဟာ Windows Shopping ထွက်နေစေဖြစ်ကြောင်းသူကပြောပါတယ်။အထိပယ်ကတော့ နိုင်ငံရဲ့လေတပ်ကိုအဆင့်မြင့်တယ်လို့တိုက်လေရင်အမျိုးအစားတွေကိုရွေးချယ်နေစေလို့ဆိုတာပါအစင်လာရအင်ဒိုနီးရှားဟောရုရှားနဲ့အနောက်နိုင်ငံတွေရဲ့တိုက်လေရင်တွေကိုသာဝယ်ယူခဲ့ပြီးဂျေတန်းတွေကိုဝယ်ယူဖြစ်တော့တရုတ်တိုက်လေရင်တွေထဲကနေပထမဆုံးရွေးချယ်မှုဖြစ်လာမှာပါဂျော်ဖရန်ကအချုပ်ချာအာဏာပိုင်နိုင်ငံတခုအနေနဲ့ကို့အတွက်အသင့်တော်ဆုံးဖြစ်မယ့်အရာကိုလွတ်လွတ်လပ်လပ်တက်တက်ကြွကြွအစင်းစားရွေးချယ်ပိုင်ခွင့်ရှိကြောင်းလိုအပ်ချက်တွေအတွက်အထူးကြီးရောက်အသုံးဝင်မဲ့ ဈေးနှုန်းတင့်တင့်မဲ့လိုအပ်ချက်တွေကြီးကြီးမားမားမရှိမဲ့တိုက်လျင်တစ်မျိုးမျိုးကိုရှောက်ဖွေစဉ်းစားနေစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အော်တိုဗာလာရုံကအင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနကတရုတ်ရဲ့ဂျေတန်တိုက်လျင်တွေကိုဝယ်ယူဖို့အနည်းဆက်နေကြောင်းအရေးအမွတ်ပြောခဲ့ပါတယ်။နိုင်ငံရဲ့လက်တက်ကိုအစိမ့်မြင့်တင်ဖို့အတွက်တိုက်ပွဲဝင်အစိမ့်အမှတ်ကျောက်အတင်ခံထားရပြီးတာတိုက်လျင်မျိုးဝယ်ယူဖို့စဉ်းစားနေကြောင်းကာကွယ်ရေးအရာရှိတွေကအမှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ဂျေတန်းတွေကိုတေချာပေါဝယ်ယူဖြစ်မယ်လို့တော့တရားဝင်ကြေညာချက်မထုတ်ခဲ့ပါဘူး။အင်ဒိုနီးရှားဟာ American Company Boeing က F15 တိုက်လေယာဉ်တွေကို အကြီးအကျယ်အဆင့်မြင့်တင်ထားတဲ့ F15EH တိုက်လေယာဉ်တွေကိုလည်းဝယ်ယူဖို့စဉ်းစားနေပေမဲ့ဈေးနှုန်းအရန်မြင့်တာကြောင့်တွန်းဆုတ်နေတယ်လို့လည်းဆိုပါတယ်။ဂျော်ဖရန်ကအင်ဒိုနီးရှားအနေနဲ့ဂျေတန်းတွေကိုဝယ်ယူဖို့အတိအကျမဆုံးဖြတ်ရသေးဘူးလို့ပြောပေမဲ့ဂျေတန်းတွေဟာမြို့တော်ဂျာကာတာမှာပြန်တန်းနေတာမကြာခင်မြင်ရနိုင်မယ်လို့ သူကိုယ်တိုင်အော်တိုဘာလလေတုန်းကမှတ်ချက်ပေးခဲ့ဖူးချောင်းလဲသိရပါရှင့်